င်းမြူက၅ရုပ်ကိုကောက်ကန်ယူမိမြင်ပေါ်တွင်ပေါ်ပုံဆွဲလိုက်တယ်သူက လောကတကင်ခန္ဓာအမြူတေး30ကျင့်စဉ်ဤရဲချောင်းမျက်နှာအဆင့်စီဆွားရဲ့လမ်းကြောင်းပေါ်ကိုရေးဆွဲပြီးမေးလိုက်တယ်ခိုင်းကျုပ်ဒီကျင့်စဉ်ပေါ်ကိုမိုးပြရန်ခမ်းမမှာကျွန်တော်မြင်ခဲ့ဘူးပါတယ်ဒါပေမဲ့ဒီရှိကကျင့်စဉ်ပုံတော့ရှိမနေဘူးခိုင်းကျုပ်မများဒီကျင့်စဉ်ပုံရဲ့ရှိကပုံများရှိနေမလားမသိဘူးလူငယ်ခိုင်းကျုပ်ကအသေးအချာကြည့်လိုက်ပြီးအာအာတင့်သွားတယ်မင်းကဒီကျင့်စဉ်ရဲ့ဆွားရဲ့လက်ပတ်မှုပုံစံကိုမလုပ်ဖို့လူကျင်တာတော့ဒီကျင့်စဉ်ကိုမင်းသိလို့လား ချင်းမူကကောင်းကျင်းပြီးပြောလိုက်တယ်ဒါကလောကသခင်ခန္ဓာအမြူတေး30ကျင့်ရဲ့အရေးချောင်းမျက်နှာအစဉ်ကြီးစွားရဲ့လမ်းကြောင်းပုံပါငူငယ်ကိုင်းကျုံမှာထူးဆန်းသောအမှုအရာဖြစ်သွားတယ်ဒီပုံကလောကသခင်ခန္ဓာအမြူတေး30ကျင့်ရဲ့ပုံဆိုတာငါတောင်မသိဘူးမင်းဘဘသူပြောတာလဲရွာလူကြီးပြောတာပါလူငယ်ကိုင်းကျုံကတခဏကြောင်စီငေးစိုက်ကြည့်နေပြီးမှတပြင်းချလိုက်တယ်ဒီအဖိုးကြီးကငါထက်ဉာဏ်ပညာဘူတုတာပုံများတာပဲငါဒီကြည့်စဉ်ကိုမြင်လဲမမြင်ဘူးဘူးအာမီလဲမသိဘူးသူကသိတယ်ငါထက်ပိုတာတဲ့သူဖြစ်တော့မယ် အဲ့ဒါဆိုဒီကျင့်စဉ်ကလောကသခင်ခန္ဓာအမြူတေ30ကျင့်စဉ်လို့ခေါ်တာပေါ့ဟုတ်လားအဲ့အဖိုးကြီးကတကယ်ကိုအတွေ့အကြုံဘူးဒုဒများမြောင်တာပဲဒီဆိုရင်လက်ပတ်မှုလမ်းကြောင်းပုံကငါရှင်းရောင်းမျိုးပြတစ်ခုမှတွေ့ခဲ့တာဒီပုံအပြင်တခြားမပြည့်စုံတဲ့ပုံအပိုင်းအစားတွေလည်းရှိသေးတယ်ဒီပုံနေရဆိုရင်လက်ပတ်မှုလမ်းကြောင်းတွေကထူးခဲ့တာမြင်လို့အလွန်မက်ခဲ့ပြီးဘိုးပြရန်ခမရဲမှာပြန်ရေးဆွဲခဲ့တာဘိုးပြရန်ခမရဲကကျင့်စဉ်ရဲ့အကုန်လုံးကမပြည့်စုံနေကြီးပဲဒါလည်းအပြည့်အစုံမဟုတ်ဘူး तू ကတခဏမြတ်စကားဆက်ပြတ်သွားပြီးမေးလိုက်တယ်မင်းကဒီကျင့်စဉ်ကိုကြည့်နေတာလား ချီမူကကောင်းကြီးလိုက်တယ်ကျွန်တော်ကကလေးဘွားတွေကလောကတကင်ခဏအမြူတေး30ကျင့်ရင်ကိုလေ့ကျင့်ခဲ့တာလူငယ်ကန်းကျုပ်ကတခဏချီလုံးချလုံးဖြစ်သွားတယ်ပုံမှန်ဆိုရင်မင်းကငါတို့နှစ်ကိုင်းရဲ့အချုပ်တိုင်းကကျင့်ရင်ကိုလေ့ကျင့်ရမှာဒါပေမဲ့မင်းရွာကအဖိုးကြီးကမင်းကိုလောကတကင်ခဏအမြူတေး30ကျင့်ရင်ကိုလေ့ကျင့်ခိုင်းတာအကြောင်းရင်းရှိလို့နေမယ်သူ့ရဲ့မြင်မာတဲ့အသိပညာနဲ့တောင်သူ့ကျင့်ရင်ကိုမကျင့်ခိုင်းမယ်လောကတကင်ခဏအမြူတေး30ကျင့်ရင်မကျင့်ခိုင်းခဲ့တာဒီကျင့်ရင်ကသူ့ကျင့်ရင်ထက်ပိုကောင်းလို့ပဲဖြစ်မယ်မင်းကခုလုံးလေ့ကျင့်ဖို့မင်းကျင့်ရင်ဆိုရင်ပိုတော်အကျူးပြုခြင်းပြုလိမ့်မယ် ချင်းမူကကောင်းရင်းလိုက်တယ်ကျွန်တော်ကလောကသခင်ခန္ဓာအယူ30ကျင့်စဉ်ရဲ့ရှိကအဆင့်ပုံကိုမရသေးပါဘူးဒကြီး၅ပါးအဆင့်ကျင့်စဉ်မရှိဘဲနဲ့ဆီဆက်ကျင့်လို့မရဘူးဖြစ်နေတယ်လူငယ်ကိုင်းကျုပ်ကလည်းငါယုတ်တီဟုကောက်ယူ၍ရှီအောင်မြူပြက်တွင်သူမြင်တွေ့ခဲ့သောဒကင်ငါးပါးဆွမ်းလက်ပတ်မှုလမ်းကြောင်းပုံကိုရည်ဆွဲလိုက်တယ်။သူပုံမှာလည်းအပြည့်အစုံမဟုတ်ချေငါဒီလောက်ဖဲတွေ့ခဲ့ရတယ်။ဒီပုံကအတော်လေးမပြည့်မစုံဖြစ်နေလို့ဘူးပြရန်ခမ်းမမထည့်ပြီးမရည်ဆွဲခဲ့တာ ချီမှုရင်နဲ့တွင်လှုပ်လှုပ်ခက်ခက်ဖြစ်သွားတယ်။ချမဇိုးနီနန်းတော်အတွင်သူမြင်ပြီးခဲ့ရသည့်တကီငါးပါးစွမ်းရည်လက်ပတ်မှုလမ်းကြောင်းပေါ်တဝက်တစ်ပြက်ကိုရေးဆွဲလိုက်တယ်။လူငယ်ကိုင်းတို့ရေးဆွဲသည့်ပုံနှင့်ရှင်ကြည့်သောအခါထိုပုံနှစ်ခုကဒူနီစင်းမရှိသည်ကိုတွေ့ရတယ်။ထိုပုံနှစ်ပုံကိုထပ်ကြည့်လိုက်ရင်ဒူနီတို့အပန်းအဆများကိုဆက်ဆက်နိုင်ပြီလိမ့်မည်။ထို့နောက်ချီမှုကထိုပုံ၏ဘေး၌ပုံအသစ်တစ်ပုံဆွဲလိုက်တယ်။ထိုပုံသစ်တွင်ဒူနီတို့အပန်းကဘယ်ဘက်ညင်ယူနေရတာရှိတော့တယ်။ ဘဘညာယူနေရအတွက်ကျင်းစီလမ်းကြောင်းလိုအပ်နေတော့လေယခုပေါ်အရာလောကတကင်ခန္ဓာအမိတေး30ကျင်းစီကိုတပတ်ပြီးအောင်လှည့်လည်လေ့ကျင့်နိုင်ပြီဖြစ်တယ်။လူငယ်ကန်းကျူကသူရေးဆက်လိုက်သည့်ပုံသစ်ကိုဖိမြန်ခေါမြန်ကြည့်၍တခဏမျှစဉ်းစားကန်းဝင်သွားတယ်။ထို့နောက်ဘေဘခုံးနီယာတွင်ငါးရုပ်ဖြင့်တစ်ချက်တစ်ချက်ရေးချပြီးပြောလိုက်တယ်။အာတကျွန်းတိမြင်စလောင်းနဲ့ဒီဆောင်ရဲ့လက်ပတ်မှုလမ်းကြောင်းကိုဖြည့်ပေးလိုက်တယ်။မှန်ကျင်မှာတော့မှန်လိမ့်မယ်။ဘူးရင်းနဲ့ခြားနားနေမှာတော့အတိအချပဲ။တခြားသူနဲ့တိုက်ခိုက်ပြီးခြေစွမ်းရဲ့လက်ပတ်တဲ့အခါဟာကွက်သေးသေးလေးပေါ်လာလိမ့်မယ်။မြန်သူရဲ့စွမ်းရည်ကတာမန်မဲ့ဆိုရင်တော့ ဲ့ဒီဟာကွက်ကိုမြင်မှမဟုတ်ဘူးဇန်သူရဲ့အမြင်ကစူးစမ်းနေရင်တော့မင်းရဲ့ဘယ်ဘယ်ပခုံးကမင်းအတွက်တည်ခွင့်တည်ခွင့်ဖြစ်သွားလိမ့်မယ်ချင်းမူရင်နဲ့တွင်တုံ့ခါသွားပြီးတမဟုတ်ချင်းမေးလိုက်တယ်ဂိုင်းကျုပ်ဒီဟာကွက်ကိုမြင်ဖို့တစ်ဖက်လူရဲ့အမြင်စွာကဘယ်လောက်ထိစူးစမ်းနေရမလဲလူငယ်ဂိုင်းကျုပ်ကတခဏမြစဉ်းစား၍ပြန်ဖြေလိုက်တယ်နဲ့အတွင်အဆင့်ဒါမှမဟုတ်တည်ချင်းရှင်ချင်းအဆင့်လောက်ရှိမှမြင်ရလိမ့်မယ်ချင်းမူစိတ်သက်တာရရသွားပြီးပြောလိုက်တယ်ကျွန်တော်ကဘလို့လို့ဒီတော့ဆွမ်းအမင်းတဲ့သူတွေကိုတွေ့ရဆာမှာလဲအဲဆွမ်းရင်အစ်မမြင်ပေမဲ့အမင်းဆွမ်းအဆူချတဲ့လူငယ်တချို့လည်းရှိတယ် ဘုံငယ်ကိုင်းချုပ်ကခအေးပြောလိုက်တယ်ဥပမာပြောရရင်ဒီနန်းတွင် ကောလိမကိုအဲ့ဒီလိုလူငယ်တွေရှိတယ်မင်းကိုမင်းအထင်သိကြီးမနေနဲ့အခုလက်ရှိကဘိုးဘေးတွေလက်ဆင့်ကတင်ပေးလိုက်တဲ့အတိုင်းကွကြည့်နေတခုနှစ်ခုနဲ့တလောကလုံးကိုကန်လုံးနိုင်နေခင်မဟုတ်တော့ဘူးမင်းရဲ့တအုံနဲ့ကောင်းကင်နဲ့တိုင်းတွေကတိုးတက်မြင်မလာပဲဘိုးဝိတီရဲ့အတန်းကွက်အပေါ်ပဲမိခိုနေမယ်ဆိုလို့ကတော့ဟင်းဟင်းအနည်းနဲ့အမြင်တခြားသူလက်ချက်နဲ့တင်ပါပဲအဘလိုနန်းနေကောလိပ်ရဲ့ပမောခချိုလုခေတာလေတိလာဒီလောကကြီးကပညာရဲ့ပြအကုန်လုံးကိုဖတ်ရှုလေ့လာဖို့နဲ့ ခစ်တီတခုပေါ်ထွန်းလာတာကိုထိုင်ကြည့်ခြင်းလိုပဲသူ့အကြည့်များကဝန်ထဲကြီးတို့ဆွန့်ထင်၍အတန်တိန်တီဖြစ်ဆက်ပြောလိုက်တယ်နှမျိုးစရာကငါမမြင်နိုင်တော့ဘူးပီကြီးရှင်ချင်းကိုပေါ်ပေါ်တန်တန်သာသဘောထား၍တူးတက်တန်ကုံဆုံရတော့မိအဖြစ်ကိုဝမ်းမနေတော့လေခစ်တီတရဲ့ရောက်လာသည်ကိုသူမြင်တွေ့ခွင့်မရတော့သည့်အတွက်ဝမ်းနဲ့မိတယ်သူခစ်တီတို့ရွှေ့အောင်တူးတွန်းတမိခဲ့ရသည်မဟုတ်လားအမြင်ပြခွင့်မရတာကိစ္စမရှိပါဘူးလူငယ်ခန်းချုပ်ကသူ့စိတ်အားကိုပြင်လဲမြင့်တင်၍ပြုံးလိုက်တယ်ဒါပေမဲ့မိမြင်တွေ့နိုင်တယ်မဟုတ်လား ခိုင်းတခင်လေးချီလန်းနေကိုဘယ်တော့မှမရက်နဲ့အတိအမြင်ကိုကျေပြတ်အောင်ဆက်လို့အတွေ့အကြံစိတ်ထားကိုကြီးမြတ်အောင်ဆက်လို့ပါချင်းမှုကလူငယ်ကန်းချုပ်ကိုနှုတ်ဆက်စကားဆူယူထွက်လာခဲ့လိုက်တယ်ထို့ဘိုးကြီးကရွာမအဖိုးကြီးများနဲ့မတူတီခံစားချက်ကိုပေးဆွနိုင်တယ်ဒုက္ကိတဘိုးဘွားကြီးရွာမှာရွာသူရွာသားများကသဘောကောင်းကြတော့အဘိုးအဟားများဟူသောခံစားချက်ကိုပေးဆွနိုင်တယ်သူတို့ကမကောင်းဆိုးဝါဆန်ကြတော့လေအနီးကျလာတော့အခါဘုံသာကျင်နာတဲ့ကြောင့်တွေးရပေလိမ့်မည် ဒုက္ခိတဘောဘကြီးရွာမှာအဘိုးဘွားများကသူမိတို့ပြုမှုနေထိုင်ရမည်ဆိုခြင်းနဲ့မိတို့ရှင်သန်နေထိုင်ရမည်ဆိုခြင်းကိုတင် जा ပေးခဲ့တယ်။လူငယ်ကန်းကျောက်ကထိုအရာများကိုမတင်ပေးခဲ့။လောကကြီးကိုပုံမြင်မသောနေရာမှာအုပ်စီးကြီးတဲ့စီရာဆွရှိရှိနေစနစ်တကျလမ်းကြောင်းညွန်ပြသည့်ဤနေများကိုသာအသုံးပြုခဲ့တယ်။စွတ်တန်ကြီးရှိသည့်နေရာအမင်းကမိယာတိမိဝင်းများကိုဆုံးဖြတ်တယ်။ကျက်ပေါက်ကလေးများနဲ့စားကလေးများကနင်းနေတာပြင်သည့်အတွက်ဝကျင်းနဲ့ကောက်ရိုးတက်ကဲ့သို့သောအရာများသာမြင်ရပြီးတီကောင်များဖမ်း၍မိမိပေါ်မှဆန်စင်များသာကောက်ရတယ်။ တင်းကများကတော့ဝင်းဟင်းတို့အတောင်ဖြန့်၍မိုင်းထိုင်းကြီးအောင်မြင်တွေ့နိုင်စရှိသဖြင့်မန်ထရွန်ဘတ်လေအတွင်းမှနေမီမှသူတားကောင်ကိုဖမ်းနိုင်သည့်ပိုင်နဲ့ဖြစ်လေတယ်။ကောင်းကင်နဇူကိုင်းအထူးအမြတ်ခေါင်းဆောင်ဖြစ်လာရန်မှာမန်ထရွန်ကိုမြင်နိုင်စွမ်းသောရည်တည်မှုမျိုးရှိဖို့လိုအပ်ပေလိမ့်မည်။ချင်းမူအတွက်တော့ထိုးထွေးဆောင်မှုမှလက်တွေ့ကျသောအကျိုးအမြတ်မှလောကတကင်ခန္ဓာအမိတေသုံးရဲ့ကျင့်စဉ်မှဒကြီးငါးပါးအဆင့်အတွက်ချီဆွမ်းရေးလမ်းကြောင်းပြပုံရခဲ့ခြင်းဖြစ်တယ်။ထိုပုံနှင့်ဆိုလျင်သူဆက်၍လေ့ကျင့်နိုင်ပြီးတော့မည်။ခုပုံသာမရခဲ့ပါကဒကြီးငါးပါးအဆင့်တွင်တည်နေမည်ဖြစ်တယ်။ ချင်းမကြောင့်တော့ရာတို့ပြန်၍သူရလာသည်စွန့်လက်ပတ်မှုလမ်းကြောင်းပေါ်အတိုင်းလောကသခင်ခန္ဓာအမိတွေးသုံးတဲ့ခြင်းစဉ်ကိုလက်ပတ်လေ့ကျင့်လိုက်တယ်။တကြီးငါးပါးအစဉ်လောကသခင်ခန္ဓာအမိတွေးသုံးတဲ့ခြင်းစဉ်ဤစွန့်လက်ပတ်မှုလမ်းကြောင်းကသခင်ကတည်းများစွာပူဆိုထွေးလာတယ်။၎င်းကအခြေခံတောက်ရင်ခြင်းစဉ်နှင့်ဝိညာဉ်ဒေသအစဉ်ခြင်းစဉ်ဤအထက်တွင်ရှိသောတိကျခြင်းစဉ်တစ်ခုဖြစ်တယ်။ချင်းမှုကမဟာဉာဏ်လေးဖွင့်ကောင်းကင်နယ်ဆိုကြတာရှိခြင်းစဉ်အားလုံးကိုမှွေနောက်ဖက်ရှုပြီးပြီဖြစ်တယ်။မဟာဉာဏ်လေးဖွင့်ကောင်းကင်နယ်ဆိုကြတာတွင်လေးဝက်ဆန်းကျက်သောခြင်းစဉ်များပါရှိတော်လဲ။ လောကတခင်ခန္ဓာအမိသေးသုံးတဲ့ကျင့်စဉ်ဤဓာကြီးငါးပါးအစဉ်ကျင့်စဉ်နဲ့ရှင်လံကိုကျင့်စဉ်များစွာမရှိပေဓာကြီးငါးပါးအစဉ်လောကတခင်ခန္ဓာအမိသေးသုံးတဲ့ကျင့်စဉ်ဤစွမ်းရည်စည်းမှုလမ်းကြောင်းမှာကျင့်စဉ်သုံးလောက်ကိုတပြိုင်တည်းလေးကျင့်ရသလိုဖြစ်တယ်ရူရှင်သုံးတောင်းရင်ကျင့်စဉ်လက်ပတ်မှုလမ်းကြောင်းကဝိနည်းဒေသအစဉ်ကျင့်စဉ်လက်ပတ်မှုလမ်းကြောင်းကိုတွန်းအားပေးစီးဆင်းစေတယ်ထိုမှတဆင့်ဓာကြီးငါးပါးအစဉ်ကျင့်စဉ်လက်ပတ်မှုလမ်းကြောင်းကိုတွန်းအားပေးလက်ပတ်စီးဆင်းစေတယ်အတော်လေးရှုပ်ခဲသည်ဟုပြောရပေမည်ထိုတခြင်းတွင်တော့သူဤချီစွမ်းရင်ကအာဟုံပြိဏ္ဏကတဆင့်လို့ထွက်ပေါ်လာပြီး ။စွရင်လက်ပတ်မှုလမ်းကြောင်းပြပေါ်အတိုင်းလက်ပတ်စီစဉ်သွားတယ်။ဂျိုတီရဲ့သူအသည့်စိတ်အလင်းက၅ခု꿰သွားပြီးတချိန်လုံးစီးစင်းလာသည့်ချီဆွမ်းရင်နဲ့အတူဒကြီးငါးပါကောင်းကင်ရန်နာရဲ့သူစီမျိုးဝင်ရောက်သွားတယ်။ဒကြီးငါးပါကောင်းကင်ရန်နာရဲ့မှာကြည်ကြီးငါးလုံးကဂျိုတီရဲ့ထုံးရင်းတောက်ပလာတယ်။ထို့တချိန်တွင်တော့ဒကြီးငါးပါကတခုနဲ့တခုဆန့်ကျင်တွန်းလှန်ခြင်းမပြုတော့ရွှေနဲ့ကြေတာရထမ်းမှအလင်းနဲ့တခုထိုးဆင်းလာပြီးသူအသည့်စိတ်အလင်းတခုနဲ့ပေါင်းစည်းကရွှေရောင်နှစ်ဖျားတစ်ပါးအဖြစ်အသွင်ပြောင်းသွားတယ်။ထူးရွှေနှစ်ဖျားကကြက်လက်တဲ့နဲ့အမွေးပြူရှိပြီးဘေဘဲနှွေရွတ်တွင်မူရကောင်တွဲလို့ခို၍ ခြေဆုံကငကားတကောင်ပေါ်တွင်တက်နှင်းကကြီးနီပစင်တလက်ကိုကန်ထားတယ်ချင်းမှုကကြီးစွမ်းရင်ကိုဒီစားလဲလဲပြီးရွှေနှဖျားပုံရိပ်ကိုရွှေတဲ့ကြတရာလင်းတန်းများဆက်မပြတ်ဆုပ်ယူစေလိုက်တယ်ထူကြတရာလင်းတန်းကရွှေနှဖျားပုံရိပ်ကိုဖြစ်ပေါ်စေပြီး၎င်းကိုကြတရာစွမ်းရင်ဟုခေါ်တယ်ကြတရာများဤစွမ်းအားဖြစ်တယ်အချိန်နဲ့မှာပင်တိသားတဲ့ကြေတရာထမ်းမှအလင်းနဲ့တခုထိုးဆင်းလာပြီး၎င်း၏နောက်ထပ်အသီးစိတ်အလင်းတစ်ခုနှင့်ပေါင်းစည်းသွားကတိသားနဲ့ဖျားဖြစ်သွားတယ်။ ူတေသားနဲ့ဖခင်ကလူကောင်းငှက်ကိုရှိပြီး၎င်း၏ခြေတော်များကနဂါးနှစ်ကောင်ပေါ်တက်နေ၍ဝမခကြဖို့တချောင်းကိုကန်ဆောင်ထားတယ်။ခြေတက်ကြတာထမ်းမလဲအလင်းနဲ့တကူထိုးဆင်းလာပြီးသူ၏တတိယအသီးစိတ်အလင်းနဲ့ပေါင်းစည်းကစပီနီများနဲ့လူကောင်းမွေကိုလုံးရှိ၍ခင်းဝတ်တချောင်းကိုကန်ဆောင်ထားသောရင်းနှက်ဖခင်တပားဤပုံရိပ်အဖြစ်အသွင်ပြောင်းသွားတယ်။မိတဲ့ကြတာထမအလင်းနှန်းကလည်းသူ၏စရုပ်တအသီးစိတ်အလင်းနဲ့ပေါင်းစည်းသွားပြီးလူမျက်နာတာရဲကိုလုံးရှိသောမိနဲ့ဖျက်ပုံရိပ်အဖြစ်ပြောင်းလဲသွားတယ်။ မီရဂျေတာထံမှအလင်းနှင့်သူ၏နောက်ဆုံးအသီးစိတ်အလင်းနှင့်ပေါင်းစည်းသွားပြီးနောက်လူကောင်းဝေကိုယ်တော်ရှိသည့်မွေနှဖျားပုံရင်အတွင်သို့ပြောင်းလဲသွားတယ်ထိုမွေနှဖျား၏နောက်ကျောဘက်၌တကားနှပေါက်ရှိနေတယ်ထိုတကားများ၌စားသားများရည်ထိုးထားတော့လေပုံရင်တစ်ခုသာဖြစ်သည့်အတွက်မှဝါးနေပြီးရှင်းလင်းလင်းမမြင်ရပေချီဆွားရင်ကကြက်တာဆွားရင်ဖြစ်သွားပြီးကြက်တာဆွားရင်ကချီဆွားရင်ဖြစ်လာတယ်တစ်ခုနှစ်တစ်ခုအပြည့်အလင်ကူးပြောင်းနေမှာတော့ဘာထူးခြားမှမတ်လို့လေချင်းမူဝှဲမြဖြစ်နေပြီးယူဒဆိုင်လိလာကြည့်တော့လေထူးခြားမှုကိုဆံမတွေ့ပေ ထူးကြီးစွမ်းရည်ကကြေတရာစွမ်းရည်အဖြစ်ပြောင်းလဲသွားသောအခါကြေတရာစုံလင်သည့်ကောင်းကင်ယံထက်၌ပုံမပြနိုင်သောအာလိုင်းတစ်ခုလှုပ်ခတ်သွားသည်ကိုသာခရီးခံစားမိတယ်ထူအရာကမိတို့သောအာလိုင်းမျိုးဖြစ်သည်ကိုသူမသိခြင်းထို့ပြင်ကြေတရာစွမ်းရည်ကကြီးစွမ်းရည်အဖြစ်သို့ပြောင်းလဲသွားသည့်အခါသူကြီးစွမ်းရည်စွမ်းရည်၌အနေငယ်တိုးပွားလာကြောင်းတွေ့ရတယ်အဆိုးပါဘူးသူတပင်းချလိုက်မိတယ်တကြီးငါးပါးစွမ်းရည်လက်ပတ်မှုလမ်းကြောင်းပြပုံကဟာကွက်သေးသေးလေးတစ်ခုရှိနေတော့လေကြီးစွမ်းရည်ဖောက်လဲဖောက်ပြန်မဖြစ်ပဲလေ့ကျင့်နိုင်ဒီမှာတော်လာနေပြီဖြစ်တယ် ဒမင်ကိုရီကတင်ကားစာပြီးမစခင် အချိန်နည်းနဲ့ရသေးတယ်ဘုသနာစင်ဆိုင်ကိုပြန်ပြီးဟူလင်းရကိုတွားခေါ်ရမယ်ပြီးတော့ပန်းပွေလမ်းကြကလူနာတွေကိုလည်းဆက်ကြည့်ပေးမယ်လို့ကတိပေးထားခဲ့သေးတာချင်းမှုသူ့နေမှာထွက်လာတော့အခါကျောင်းတော်သားတအုပ်လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရတယ်သူနေထိုင်သည့်နေရာကကောင်းကင်နဲ့တန်ပညာရှင်များနဲ့တီးခြားဖြစ်တယ်ထိုနေရာကဝိညာဉ်သေးတာအဆင့်ကျောင်းတော်သားများနဲ့ဓာကြီးငါးပါးအဆင့်ကျောင်းတော်သားများအတွေ့အိမ်ယာဖြစ်တယ်ထိုနေရာတွင်နေထိုင်ကြသောကျောင်းတော်သားများအလုံးကအရေးချောင်းမျက်နှာအဆင့်ရောက်တာဖြစ်ကြတယ် ယခုနန်းတွင်ကိုရိတ်ကပြန်ဖူးမိဖြစ်၍ဇခင်နှင့်များကကျောင်းတော်သားများကပြန်ရောက်လာကြတယ်။သူတို့ကချင်းမှုထက်နန်းတွင်ကိုရိတ်သို့ဆောဝင်ပြီးတည်တည်မဆိုင်သောကျင့်ဉာဉ်ဆွေးနွေးများရှိတော့လေ။ရေချောင်းမျက်နှာအဆင့်သို့တက်လာနိုင်ခြင်းမရှိသမျှထိုနေရာတွင်သာနေကြရတယ်။နေ့တိုင်းနေ့တိုင်းနန်းတွင်ကိုရိတ်ကအချိန်ကအဆင့်ကျောင်းတော်သားများအတွက်ဆယ်နေရာချန်ထားပြီးတဲ့အချိန်ကကျောင်းမှာကျောင်းတော်သားများအတွက်၃နေ၅နေအတွင်းရေချောင်းမျက်နှာအဆင့်သို့တက်လာနိုင်ရန်မှာခက်ခဲလာတယ်။သူဖြစ်၍နန်းတွင်ကိုရိတ်ရှိအချိန်ကကျောင်းမှာကျောင်းတော်သားယူသက်မှာနေပါလာခြင်းမရှိပေ။ ခုကျွန်တော်သားများကချင်းမှုကိုဖျက်ချော်သွားပြီးမှကျွန်တော်ကတယောက်ကသူ့ကိုခြေစုံကောင်းလို့ကြည့်ပြီးမေးလိုက်တယ်ဒီကညီငယ်လေးမဟာမျိုးဘက်ကစွန့်မြေကန်လူတယောက်ဒီကိုရောက်နေရလို့ကြားတယ်သူ့ဘယ်နေရာမှာနေတာလဲသိလားချင်းမှုမှာအားအသင့်သွားပြီးမေးလိုက်တယ်အကိုတို့ကသူ့ကိုဘာလို့ဖို့ရှားနေတာလဲသူကျွန်တော်သားကပြန်ဖြေလိုက်တယ်အစွန့်မြေကန်လူတွေကကျွန်မဝါမှာပဲနေတဲ့အမိုက်တရိုက်တွေကိကရိကအစွန့်မြေကန်လူတယောက်ကိုငါတို့နန်းတွင်ကောလေးရဲ့ကျွန်တော်ကတယောက်ဖြည့်ခွင့်ပေးလိုက်လိမ့်မယ်လို့မထင်မိခဲ့ဘူးဒါငါတို့ကိုစော်ကားတာပဲဒီတရင်ကိုကြားပြီးဒေါသထွက်လွန်းလို့အဲ့ဒီကောင်သူ့ဘာသာနန်းနင်းကောလေးကထွက်သွားအောင်လုပ်မလို့ ဒီနေရာမှာသူနေနေရဆိုရင်ငါတို့ဘယ်လိုမျက်နှာပြရတော့မလဲချင်းမူကြီးအကြည်မြန်လှုပ်လှုပ်ခက်ခက်ဖြစ်သွားတယ်အဲ့ဒီလိုလားအဲ့ဒီအစိုးပြခံကောင်ကိုကျွန်တော်တွေ့ဘူးတယ်ဒီနားရင်နေတာအကိုတို့ကိုလိုက်ပြပေးရမလားဆရာကျော်တော်ကျောင်းတော်သားများကဝမ်းသာသွားပြီးလက်သီးဆုပ်ကျေးဇူးတင်စကားဆိုလိုက်တယ်ဒုက္ခခံမိတာကျေးဇူးပါပဲညီလေးအကူတော်တို့ကအာဏာနီပြန်လာပြီးချင်းမူကဆက်ပြောလိုက်တယ်ကျွန်တော်ကလည်းဩဇာကြီးတဲ့မိသားစုကပဲအဲ့ဒါကိုဒီအစွန်ပြည့်ကန်တူနဲ့ရန်နေတာဖြစ်လာရတယ်ဆက်လွန်းလို့မြေချင်းပြူပြီးတော့ဒါဝင်နေကျင်တော့တယ်ဒါနဲ့ကျွန်တော်မျိုးနာမီကချင်းမှာ ချင်းမျိုးယူဟုတ်လားကျောင်းတော်သားအလုံးမှာအားအသင့်သွားကြတယ်တယောက်ကသူ့ကိုတလီတစားနှုတ်ဆက်လိုက်တယ်ညီလေးကချင်းမိသားစုကလားယူရရဲ့ချင်းမိသားစုကတကယ်ကိုဩဇာအာဏာကြီးမားတဲ့မိသားစုတစ်ခုပဲစွန့်ပစ်ခံလူနဲ့ဒဏ္ဍာရီသားဖြစ်ရတာတကယ်ကိုစော်ကားမှုတည်းရဲ့ပဲချင်းမိသားစုကနေတမှုကောင်းတွေအများကြီးပေါ်ထွက်ခဲ့တယ်မိသားစုတစ်ခုလုံးကလည်းတိစားဆောင်တည်ပြီးဖြောင်းမမှန်ကန်ကြတယ်အကူကညီလေးနဲ့နှစ်နှစ်စောပြီးနန်းနေကောလေးကိုဝင်ခဲ့ပေမဲ့ကိုကိုကိုအကူကြီးတို့မခံယူဝန်းမှာဘူးတယောက်နဲ့တယောက်ညီနောင်လိုပဲတုံ့နှုံကြတာပေါ့ အခြားကြောင့်မကတယောက်ကလည်းရင်မောလိုက်တယ်ငါအာဖီကဟူရှန်တောင်မှာတပ်ထုတွင်ဖွင့်ထားတာနေဆက်ကနေဆွန့်ပြခံလူတရာ200လောက်ဝယ်ပြီးတင်သွင်းရတယ်ဒီဆွန့်ပြခံလူတွေကနှစ်တိုင်းတင်နေကြတော့ထထဝယ်နေရတယ်ဟင်းဆွန့်ပြခံလူတရာနဲ့တကြောင်တည်းအတူတူတက်ရမယ်လို့တစ်ခါမှစိတ်မကူဘူးငါဖေသာတည်ရင်တေချာဖို့ဒေါသအုပ်ပေါက်ကွဲပြီးငါ့ကိုကျွန်တယောက်နဲ့ဆက်ဆက်ပတ်သက်လို့ဆိုပြီးဆူဆဲတော့မှာပဲကျွန်သူတယောက်ကလည်းပြောလိုက်တယ်ဒီတစ်ခေါက်ကိစ္စကိုငါလည်းကြားလိုက်တယ်ဧကရိကဒီအခွင့်အရေးကိုရယူပြီးသူမြို့မဝင်ကြီးတွေကိုနှိတ်ကုတ်ခြင်းလို့အစိုးရကံကောင်ကိုနန်းနင်းကောလိပ်ထဲဝင်ပို့ပေးလိုက်တာတဲ့ ပြီးတော့မဟာမျိုးပြက်ကိုတင်ပိုက်ဖို့လည်းဆန္ဒရှိတယ်တဲ့အစိုးပြကလူတွေကလည်းထာဝရငင်းချင်းအင်ပါယာရဲ့ပြည်သူပြည်သားတွေလို့ပြောခဲ့သေးတယ်အဲ့ဒါမဟာမျိုးပြက်ကလည်းထာဝရငင်းချင်းအင်ပါယာရဲ့နေမည်လို့ပြောတာနဲ့အတူတူပဲမဟုတ်ဘူးလားဒါပေမဲ့ဧကတိကထင်ရှားဆိုင်ပြီးအစိုးပြကလူကိုနန်းနင်းကောလိပ်ဝင်ဝင်ပြလိုက်တာမတို့ကျောင်းတော်သားတွေရဲ့ခံစားချက်ကိုလိလူဆူးလိုက်တာပဲရှင်းမှုနေထိုးကျောင်းတော်သားများကစကားများတို့ထိုးပြောဆိုရင်ကျောင်းတော်သားအင်အားကြီးအဆုံးသို့ရောက်လာကြတယ်ထိုနားနဲ့ခြံဝန်းတစ်ခုသာရှိပြီးလူသားလူလာပြက်လက်တယ်ချင်းမှုကပြောလိုက်တယ်အကိုတော်တို့ဒါကအဆုံးပြေကလူနေတဲ့နေရာပါခဏလေးစောင့်ပါဦး သူကတကားသွားခေါက်လိုက်တယ်တခဏကြာတော့အခါခြံတကားပွင့်လာပြီးမျက်နှာဝမ်းဝမ်းတစ်ခုကတကားနောက်မှာပေါ်ထွက်လာတယ်ချင်းမှုကမြင်တော့အခါအာအတင်းသွားပြီးပြုံးလိုက်တယ်ဘောင်းတော်ချင်းချင်းမှုကတကားကိုတုံးဖွင့်လိုက်တယ်ကျောင်းတော်သားများကလည်းသူနဲ့အတူလိုက်ဝင်၍ခဝဝကျောင်းတော်သားကိုခြံဝင်းအလဲနဲ့ဗန်းပတ်ထားလိုက်ကြတယ်ချင်းမှုကခြံတကားကိုပြန်ပေး၍တကားမိတို့များကိုချလိုက်တယ်သူ့အမွေရာကကန်ကြီးပင်ကဲ့သို့တည်ငြိမ်နေတယ်ဒါနဲ့အခုတော့အမတော်တို့နန်းနင်းကောလိကလူသက်တာကိုခွင့်ပြုပါသလား ကျွန်တော်ဒါအလုံးမအားတင်းသွားကြပြီတယောက်ကခွတ်တူခွတ်လိုက်ရင်မလိုက်တယ်ဒီလေးချင်းငါတို့ကဒီအစွန်ပြကန်လူကိုဆုံးမပြီးနန်းနင်းကိုလေးကနေမောင်းထုံယုံတက်တက်ပါပဲဘာလို့လူတက်ဖို့လုံမလဲငါတို့သူ့ကိုတက်လိုက်ရင်အကုန်လုံးကြောက်ထုတ်ခံရမှာပေါ့ကောင်းကောင်းရိုင်းနေပေးလိုက်ရင်လုံလောက်ပါပြီချီမှုကစိတ်ပြတ်သွားသည့်ပုံရပြီးညှိတွားလိုက်တယ်မြို့တော်ကစီမီစီကန်တွေများလိုက်တာစိတ်ရှိတဲ့လူတက်လို့မရဘူးမဟာမြို့ရဲ့မသားဆိုရင်ဒုစရယောက်15လောက်တက်လို့ဘယ်သူမှလာပြောနေမှာမဟုတ်ဘူးသူစကားကိုကြားသည့်တွင်ခြံဝင်းအတွင်းရှိကျောင်းတော်ကားအလုံးမှတခခုမူမမှန်တယ်လို့ခံစားလိုက်မိတယ် သူအခိုင်၌ကောင်းကင်ယံမှမိုးဆက်မိုးပေါများကြာဆင်းလာတယ်။မိုးဆက်မိုးပေါများနဲ့အတူထူးဆန်းသောဂီတတန်တွဲဖက်ပေါဝင်လာတယ်။ဂင်းဂင်းဂင်းသူနိုင်မဲ့ခန္ဓာထဲဝါလာတော့လူဘလူကြီးကကောင်းကင်နေမြေကြီးကိုကူချမ်းမိုးရင်မိုးဆက်များကိုဒုတိယကျိုးအဖြစ်အသုံးပြု၍ဤတိကုန်များမငဲကွက်ဖဲကျန်သောစွာတိခတ်နေတကယ်သူရှိတယ်။သို့တော်လေထူးထူးဆန်းသည့်ဂီတတန်စဉ်ကစိတ်ဝိညာဉ်ကိုခိုးယူနိုင်သောမော့ဆွမ်းရင်တစ်မျိုးပေါဝင်လာတယ်။ ထူကီတာတန်ကိုကြားလိုက်ရသည်နှင့်သူတို့၏ချီဆွမ်းရင်များကစူးစိမရတော့ပဲအသည့်စိတ်အလင်းတစ်ခုလုံးရောရဲသွားအောင်ခံစားလိုက်မိတယ်။ဝိညာဉ်စေတားကနှစ်ခုတော်တဲ့ကဲ့သို့ဓာကြီးငါးပါးကရှုပ်ထွေးရောရှက်သွားတယ်။ထူတေးတန်နှင့်အတူသူတို့လိုက်ကလိုက်မိကြတယ်။မိဆောက်တန်ရဲ့မော်အတက်မှရုံထွေးရင်ပြင်လိုက်စင်မှာပင်ချင်းမှုလက်ဟန်မှုရာတစ်ခုပြုလုပ်၍လက်တိချက်ထိုးချလိုက်တယ်။ရဝင်းငင်ဖန်နီမင်းရောင်ကြီးထူလတိကျထောပေါ်လာသည်နှင့်တလောကလုံးတို့ခါသွားလောက်သောမုချင်းတန်ကြီးတတန်ချက်ဝင်းရလေမှာအုံမနဲ့မိဟီလာပြီးသူတို့၏ရံဝင်းညင်နှင့်ယွင်းညင်မြက်ကပြောင်းကပြင်ဖြစ်သွားတယ် ရန်ကုန်ကြီးရင်ကုန်ကြီးမြန်လောက်ခါပြီးဆွေတဲ့အင်ယာရိုင်းနဲ့သွားသည့်ဖြစ်၍မိစ္ဆာတန်ကိုမခုခံနိုင်တော့ဘဲတဟာအော်ဟီ၍ကောက်ခွန်လိုက်မိကြတယ်။ဇူတရဲ့ဂီတတန်စင်ကတမျိုးပြောင်းသွားပြီးသူတို့ကိုသူတို့နဖျားများနဲ့မိစ္ဆာနဲ့ဆိုးတို့တက်ကွေးမြင့်နဲ့သူဝင်ရောက်သွားတဲ့ခံကားရကစင်မင်းများနဲ့မျက်နှာစီတို့ပြေးဝင်လာတော့ရှီလန်ဒန်များအကြမ်းနှိမ့်ုပ်သွားတယ်။ထူအမျက်ပြင်းပြင်းလုံးတော့မြေကွင်းကြောင့်ပြန်လည်တက်ခတ်လိုက်မိကြတယ်။တို့တို့ပြန်ခုခံတိုက်ခိုက်မှုကပေါ်တိတိမဟုတ်ကြီးအသည့်စိတ်ရေးရေးလေးရှိနေသောသူများမှဘေးနားမှလူများ၏တိုက်ခိုက်မှုကိုခုခံကာကွယ်နေကြတယ် ခုခံကကွယ်ရန်လှူရှားလိုက်သည့်နှင့်ဂီတတန်စင်ကအသည့်စိတ်အလင်းသို့ထိုးပေါက်ဝင်ရောက်လာပြီးလွတ်ထွက်သွားတယ်။ဘုံစံဝင်အတွင်း၌အမျိုးမျိုးသောတိုင်းကွက်များပေါ်ထွက်လာတဲ့ကဲ့သို့မော်ဂရာစွမ်းရည်များလည်းအယံမျက်နှာအနှံ့ပြန့်ကျဲသွားတယ်။တခဏအတွင်း၌အာလုံးခနာကိုယ်တွင်သူများဆုံနေသွားပြီးဒံယံမျက်ပြည့်နေသွားတယ်။ထိုအခါ၌ချင်းမှုကသူတို့ကြားတွင်တစီတကောင်ကဲ့သို့ရှူလျား၍အသည့်စိတ်ဂျနီသည်သူများကိုလက်ကျင်တောက်ထုတ်လိုက်တယ်။ FIFA တိကဲ့သို့ဤမိုးကြိုးလက်ချောင်းလူချောင်းများကဂီတတန်စင်ကြီးအတူတောက်တယ်ခတ်တယ်ကုတ်ဆွဲတယ်ပုတ်တိုက်တယ်တီးတယ်အကုန်ရိုက်ချတယ် ကျောလသားများကိုဖီဖီဖီအောင်လုပ်ခဲ့တဲ့ဂီတတန်စင်ကဝချင်းနဲ့တချင်းချင်းတွဲဖက်ပေါင်းဝင်လာပြီးလီရုပင်တုံခါလာတယ်။ဒီလန်တော့ရာဝိတုများ၏တဘုံမှုရခက်တန်များလည်းအဆက်မပြတ်ထောက်ပေါ်လာတယ်။တခဏကြာသောအခါခြံဝင်းငယ်လေးတဲ့၌ဝိယုံတယောက်သာဒီစိုကောက်ခုံ၍ကျင်ခဲ့တယ်။ချင်းမှုကရက်တန်းလိုက်တယ်။ကောင်းကင်ရမှာမိုးရီမိုးဆက်များကလည်းဂီတတန်စင်နဲ့အတူပျောက်ွက်သွားတယ်။ထိုအခါမှဝိယုံမှအသည့်စိတ်ပြောင်းဝင်လာပြီးပြီးပေါင်းဝင်းချင်းကိုတမဟုတ်ချင်းလက်ပဲကြည့်ရှုလိုက်တယ်။သူခြံဝင်းတစ်ခုလုံးချီယာများဆုပ်ထွေးနေပြီးပန်းပင်မြက်ပင်များအလုံးပြည့်စည်နေတယ်။ ူအမူအရာအကြီးအကျယ်ပြည့်ရင်းသွားပြီးအော်ဟစ်လိုက်တယ်နောင်တော့ချင်းဘာဖြစ်သွားတာလဲဒီရအဖူတန်ချန်ဝင်းကြီးကိုခဏငါပြီးလက်စီမပါတဲ့ဝါရှင်ကြီးအကိုတွေကိုတင်ကန်းစာပေးလိုက်တာပါချင်းမူကပြုံးလိုက်တယ်မင်းညာကတိတ်ဆိတ်ပြီးလူသူကင်းဝေးတော့လာဆွဲမဲ့သူမရှိဘူးလေဟုတ်ရမှာဘာပြောမှမသိဖြစ်သွားပြီးသူချန်ဝင်းကြီးအများတို့အကြည့်ရောက်သွားတယ်ကျွန်တော်သားများကြီးခဏကူများကနေရံများနဲ့တွဲလောင်းချင်းနေတယ်သူတို့ဤခေါင်းများကနေရံနဲ့တို့နှုတ်ဝင်နေပြီးတို့ရှားဖို့ပဲအာမရှိတော့ခြင်း ။ဝိယုံဤမျက်နှာမှာဖြူဖြော့သွားတယ်။နောင်တော့ချင်းမင်းတို့ဒုက္ခရောက်ပြီးဒီကျောင်းသားတွေကငါတို့ထက်အရင်နန်းနင်းကောလိကိုဝင်တဲ့သူတွေနန်းနင်းကောလိကိုဝင်နိုင်တဲ့သူတွေကဘသူကများအင်အားကြီးမသားစုမဟုတ်တဲ့လူပါလို့လေ။အခုမင်းကသူတို့ကိုဇိုင်းနေပြီးတော့ဘယ်လိုလုပ်ရတော့မလဲ။ချင်းမူမှာဝခွင့်မရဖြစ်သွားတယ်။ငါကသူတို့ကိုမရိုက်ရင်သူတို့ရိုက်တာခံမှုထိုင်ဆောင်နေရမှာလား။အခုရိုက်ပြီးသွားပြီပဲ။ဘာတက်နိုင်တော့မှလဲ။ဝိယုံမှာခြေကိုထက်ခါထက်ခါဆောင်းနေရတဲ့တို့တို့ရေရွလိုက်တယ်မင်းကငါ့ချင်ဝင်နဲ့လာရိုက်ပေမဲ့ငါကဝိမိသားစုဆိုတော့ငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူး မိငါတို့တေချာဘောကဆုံမုံမောက်ကြလိမ့်မယ်။ဖျားကြီးဖျားကြီးငါတို့ဘာလို့ရမလဲ။ချင်းမူကအပြင်းတို့ထွက်သွားရင်ပြုံးလိုက်တယ်။သူတို့ကငါ့ကိုတင်ကန်းစာပေးဖို့လာကြတာ။အဲ့တော့သူတို့လည်းတင်ကန်းစာပေးခံရဖို့ပြင်ဆင်ခဲ့တင်တာပေါ့။မဟုတ်ဘူးလား။ချင်းမီတို့ထွက်လာရင်နေရင်ပြင်းတို့ထူးထွက်နေတော့ခေါင်းများကိုမြင်လိုက်တယ်။ချင်းမူတို့အားလုံးကိုကြည့်ယူရနားတို့တိုးလျှောက်သွားလိုက်တယ်။အဆုံးပြေခံကောင်းကျွန်တော်သားတယောက်ကပြန်တရားလာပြီးအာယူပြောလိုက်တယ်။မိငါငါတို့ကိုအောက်ကျင့်ရတဲ့ပေါ့။ငါတို့ပြန်ခေါက်လာရင်မင်းသိပြီသားမတ် ်ချင်းမူကြီးအမွေအရာကမဲမောင်သွားတယ်အစွန်ပြေခံကောင်းဆိုတဲ့စကားကိုထပ်ပြောရပြောကြည့်စမ်းဒါမျက်စိရှိသူရန်ရိုက်ပြစ်မယ်အစွန်ပြေခံကောင်းချင်းမူကထိုးကြောင်းကားကိုဆွဲထုတ်၍သူ့ရင်ရှိတီတက်သွားလိုက်တယ်သူ့ချီဆွဲရင်ကဟုံးနေထွက်ပေါ်လာပြီးထိုးကြောင်းတော်ကခနာကိုတောက်မက်စီ၍သူ့ထက်နေသောဦးကောင်းကိုဆုပ်တန်တစ်ချောင်းတက်ဖွဲအုံပြုကနေရပေါ်တွင်ရေးသားလိုက်တယ်ချင်းမူကနေရပေါ်တွင်စားကြောင်းနှစ်ကြောင်းရည်၍တကယ်ရမတွင်စားကြောင်းနှစ်ကြောင်းရည်၍ထိုးကြောင်းတော်သားကိုကြံရင်းပေါ်သို့ဆောင်းချလိုက်တယ်ထူချောင်းတော်သားမှာတကူလုံးမြူကြီးကဲ့သို့မြုပ်၍ဥကောင်းသာမြေပေါ်တွင်ကျင်ရင်ခဲ့ပြီ ဒေါသထွက်လွန်းတဲ့ဖြင့်တတိပြန်လစ်သွားတယ်။အခြားကြောင့်တော့ဆံများကတယောက်ပြီးတယောက်တတိပြန်ရလာကြပြီးမြင်းထဲမှာသူတို့ခေါင်းများကိုဆွဲထုတ်လိုက်ကြတယ်။အားလုံးကအဆက်ရပြန်မုံတင်နေကြတယ်။သူတို့တတိလက်လွတ်ဖြစ်သွားတဲ့ဖြင့်ချင်းမူတက်ခတ်ခံရခြင်းဖြစ်တယ်။ရုပ်ခန္ဓာကိုမတိုက်ခိုက်ပေးစိတ်ဝိညာဉ်များကိုတတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ဖြင့်ခုခံကဝေရင်ခတ်တယ်။ခန္ဓာကိုယ်သာဥတီတက်ခတ်ခဲ့လျင်ခုခံကဝေရင်ပိုလွယ်ပေလိမ့်မည်။သူတို့ကြီးနေစွမ်းရင်အစင်းကချင်းမူကများသောနှင်းကြခြင်းမရှိသည့်အပြင်အယူတအားဖြင့်ပိုများတယ်။ ချင်းမှုကငိုင်ဖန်တိုက်ခိုက်ကလေးတောင်မှအလုံးစုံတစ်ယောက်နှစ်ယောက်တမောက်ကြောင့်တိုက်ခိုက်နိုင်ပေလိမ့်မည်သို့တော်လည်းစစ်ဝိညာဉ်ကိုဥတီတိုက်ခိုက်သောတန်းကွက်များကတော့ထို့သောမဟုတ်ချေချင်းမှုက FIFA တိကျသူ၏မိုးချိုလက်ချောင်းတိုင်းဖြင့်သူတို့၏စစ်ဝိညာဉ်နှင့်အသီးစိတ်လင်းကိုတိုက်ရိုက်တိုက်ခိုက်ခဲ့တယ်။သူတို့ထိုတန်းကွက်အောက်မှရုံထွေရင်ပြင်လိုက်သောအခါရန်ဝဉ္ဉင်ဖက်နေမင်းရောင်ကြီးတန်းကွက်ကသူတို့၏စစ်ဝိညာဉ်များကိုအထင်အကိုမဲ့သွားစေခဲ့သဖြင့်ချင်းမှု၏တိုက်ခိုက်မှုကိုတဆင်းသွားခဲ့ရတယ်။သူတို့ပြန်လည်းခုခံတိုက်ခိုက်ခြင်းမပြုနိုင်မီမှာပင်တတိလျောက်တိုက်ခိုက်ခံရပြီးနေရန်နဲ့ဥဆက်သွားခဲ့တယ်။ ဝိယုံမှာကမန်ကနပြောလိုက်တယ်အကိုကြီးတို့ကျွန်တော်ကနေစားနှန်းဆောင်ရဝိမိသားစုကပါဒီကိစ္စကျွန်တော်နဲ့မဆိုင်ပါဘူးကျောင်းတော်သားဆယောက်ကျော်မှာတယောက်ကိုတယောက်ကြီးပြီးတပင်းချလိုက်ကြတယ်ဒီတစ်ခေါက်ငါတို့အားလုံးကျောင်းသားတည်ရလေစားခံရပြီးအဆက်ကွဲခဲ့ရတယ်ဝိမိသားစုကညီငယ်လေးငါတို့ရဲ့မျက်နှာကိုထောက်ပြီးဒီနေ့အဖြစ်အပျက်တွေဘယ်သူမှပြန်မပြောပါနဲ့ဝိယုံကတပင်းတစ်ချက်ချပြီးပြောလိုက်တယ်စိတ်ချပါကျွန်တော်ကဗဇက်လုံးနဲ့တူပါဒီမှာဖြစ်တဲ့မြတ်ဘယ်သူကမှမပြောပါဘူးအကိုတော်တို့အခုပါဆက်လုပ်ကြမှာလေငါတို့အဆက်ကွဲခဲ့တာကိုပြန်ဖတ်စေရမှာပေါ့ ကျောင်းတော်သားများစွာမှထိုနေရာတွင်ဆက်၍မျက်နှာမပြရတော့သဖြင့်ထွက်ခွာသွားကြတယ်။တကယ်ကိုဆက်ဖို့ကောင်းတာပဲ။မယုတ်တရားတွေစီးပူပြီးမှမနေ့ပြန်တိခါပြန်စေကြမယ်။ဒီနေ့တော့ငါတို့ကိုငိုင်ဖန်းနိုင်ခဲ့ပေမဲ့မနေ့ပြန်ဘလို့လုံးမလဲကြီးကြသေးတာပေါ့။ဝိယုံမှာပါဇက်ဟောင်းသားဖြစ်နေပြီးဒရုဒုရေရွေးလိုက်တယ်။နောင်တော့ချင်းကပူပူပြီးဆွာကြီးမလာတဲ့တောင်ရတိလင်းရီကိုနိုင်ယူခဲ့တာတည်းမကဘူး။ဒီလိုအကွက်မျိုးလဲဆင်းနိုင်တယ်။အားလုံးတတိမထားမိလို့သူမိစ္ဆာတန်အောင်ထိချုပ်ခံလဲရတယ်။ဒါပေမဲ့အခုဒီကျောင်းသားတွေကတတိရှိသွားကြပြီ။မနေ့ပြန်တော့နောင်တော့ချင်းလာတော့မယ်။ ။ဘာပဲပြောပြောဒီចောင်းသားတွေကငါတို့ထက်နန်းနင်းကောလေးကိုနှစ်နှစ်စောပြီးရောက်လာခဲ့တာ။နန်းနင်းကောလေးရမတန်းထင်းဆောင်မှာခ ਾਇ တိတိကထိတန်းသားမိညာတွေရှိတယ်။ဆယ်ယောက်ကျော်သောចောင်းတော်သားများမှာချင်းမူဤခြံဝင်းရှိမှဖြတ်သွားသောအခါအမတ်မထင်မဲ့ခေါမော့ကြည့်ရင်နေရန်ပေါ်မှာသွေးစာပြင်ရထားသောစာသားများကိုမြင်လိုက်မိတယ်။နန်းနင်းចောင်းတော်သားရှိရာကိုနင်းချိမဲ့မြို့တော်တခွင်ရဲ့ပြန်မကင်းလူသားတကယ်ရောမတင်စာကြောင်းတစ်ခုရေးထားတယ်။တကြီးငါးပါးအဆင့်မှာပြန်မကင်းဒီကားရှိတွင်တော့လူတယောက်မြည်ကြီးတဲ့နေဝင်နေတယ်။အလုံးမျက်နှာမြန်မဲမောင်းသွားပြီးထိုသူကိုမြည်ကြီးထဲမှာဆွဲထုတ်လိုက်တယ်။ အားလုံးဒီစာသားတွေဒီအတိုင်းထားခဲ့မယ်မနေ့ပြန်မှလာရှက်ခွဲမယ်ချင်းမှုဘိုက်ဖြစ်ပြီးနောက်မိုးတက်နာစဉ်ဆိုင်ရင်လူနာများဆက်ကြည့်လိုက်တယ်သူကမျိုးတော်တင်နာမည်ကျော်စားပြုလာတယ်တော်ဝင်မျိုးနွယ်များပြင်ပွဲမှုလမ်းကြားမှာမျိုးသမီးယောဂများနဲ့ပတ်သက်၍ထူးထူးကျွမ်းကျင်သောနတ်စီသမားတော်လေးအကြောင်းသိရှိသွားကြတယ်သူ၏နာမည်ကုန်တင်းကြောင့်ရလာကြသောယောက်ျားသားများပင်ရှိတယ်ချင်းမှုကမိသူများညှိပေးခြင်းမရှိဘဲကုသပေးခဲ့တယ်သို့တော်လည်းသူမကုနိုင်သောအချို့လူနာများလည်းရှိခဲ့တယ် ထူယောဂါကလုံစွာထူးဆန်းနေအကြာအီမိမိရရမရှိဘဲနဲ့တရက်ထက်တရက်ပင်လိုက်လာတယ်သူတို့ထံရောက်လာသူများကအယိုးပေါ်အည်ဒီနာကြံတော့တယ်ထူယောဂါဖြစ်သူ၅ယောက်တိတိရှိပြီးထူသူတို့ကိုစစ်တီများကတည်ဆောင်လာခြင်းဖြစ်တယ်ချင်းမှုကအတန်ကြောင်စစ်စစ်ကြည့်ရှုပြီးပြောလိုက်တယ်ဒါကမော်ဆရာရဲ့အစိတ်ပဲစောစောကခေါ်လိုက်ခဲ့ရင်တော့ကုလို့ရသေးတယ်အခုတော့သိနေပြီကုလို့မရတော့ဘူးကောင်းဆောင်စစ်တီကဒေါတာကိုပောက်ခွဲသွားပြီးအော်ဟစ်လိုက်တယ်။ရန်ကုကအသက်ရှူနေတာအသက်ရှိနေသေးတာမြင်ရတဲ့အသားနဲ့တင်းနေပြီလို့ပြောထွက်တယ်။အတိတ်ပဲမဲလာကြည်လား။ ချင်းမူကခေါင်းခါရန်လိုက်တယ်သူတို့ကတီးပြီးသွားပြီခနာကူကပဲအသက်ရှင်နေတော့တာသူတို့မိခဲ့တဲ့အစိတ်ကမန်တီလူရိုင်းနေမီကမော်စရာအစိတ်ဖြစ်မယ်မော်စရာအစိတ်ကတာမာအစိတ်တွင်နဲ့မတူဘူးတာမာအစိတ်ကခနာကူနဲ့အအောင်ကျော်စနစ်ကိုပဲထိတာမော်စရာအစိတ်ကတော့ဝိညာဉ်ကိုထိတာသူတို့ရဲ့ဝိညာဉ်တွေအစိတ်မိပြီးတည်သွားတာငါရဲ့6ရက်လောက်ရှိပြီဒီတယောက်ဆိုတည်တာ10ရက်ရှိပြီသူစစ်တီမျက်လုံးများနီးရဲလာတယ်ချစ်တို့ကနေဆက်ဒေတာစီးဖြစ်နေတဲ့နေရာကလာတာပါသူတို့ကတိုက်ပွဲမှာဥစုအရှိကြီးနဲ့လူရန်တယောက်ရဲ့ကြီးမုံမှန်ကအလင်းနဲ့ရောင်ပြဟက်ခံလေရတယ် အဲ့ဒီကလေးကပိန်လိုက်လာတာပဲဘလောက်ဆဆဝမလာတော့ဘူးတက်ဖွဲ့မှာပါလာတဲ့တမားတို့ကနေရက်မှာဆက်နေသေးတာထိုင်ဆောင်သလိုဖြစ်လိမ့်မယ်လို့ပြောလို့တမူးကသူတို့ကိုနောက်တန်းပြန်ပုတ်ခိုင်းလိုက်တာမတမားတော့လေကျွတ်တို့ညီကိုတွေကိုကဲပါအောင်ချင်းမှုကခေါင်းရမ်းလိုက်တယ်သူတို့ရဲ့ဝိညာဉ်တွေကတည်နေပြီကဲလို့မရတော့ဘူးပြန်သာခေါ်သွားပါထိုစစ်တီကမျက်ရည်များစီးကြလေးရဲ့ကျန်စစ်တီများနဲ့အတူသူတို့လူဝါရကိုပြန်သေးသွားတယ်ချင်းမှုကရုတ်တရက်လှမ်းပြောလိုက်တယ်ဒီကတမူးလေကျွန်တော်စိစသာတဆောင်ရေးပေးလိုက်မယ်နောက်ထပ်ဒီလိုအစီအမျိုးထပ်မိခဲ့ရင်အဲ့ဒီစီနဲ့အသက်ကင်နိုင်ပါလိမ့်မယ်